ပရိသတ်ကြီးတို့ရဲ့ဒီနေ့မှာတော့ကမ္ဘာပေါ်မှာအထူးခြားဆုံးနဲ့မြို့ဝက်စမ်းကျေဆုံးမျိုးနွယ်စုတစ်ခုအကြောင်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူတို့ကတော့အိန္ဒိယသမုဒ္ဒရာတွေက North Sentinel ကျွန်းမှာရာစုနှစ်ပေါင်းများစွာအထူးကျန်စွာနဲ့နေထိုင်ခဲ့တဲ့ Sentinel လူမျိုးတွေပဲဖြစ်ပါတယ်။မင်္ဂလာပင်လယ်အော်ရဲ့အရှေ့မြောက်ပိုင်းမှာတည်ရှိနေတဲ့ဒီကျွန်းလေးဟာတာယာလှပပေမဲ့လည်းပြင်ပကဘာနဲ့လုံးဝနီးပါးအဆက်အသွယ်မရှိပါဘူး။ စန္ဒနလီတွေဟာသူတို့ရဲ့ကျုံးကိုချင်းကပ်လာသူတိုင်းကိုရန်လိုတဲ့သဘောထားနဲ့တုံ့ပြန်လေးရှိတာကြောင့်သူတို့အကြောင်းကိုသိရှိရတာအင်မတန်ခက်ခဲပါတယ်။ဒီလိုအတီးကျန်စွာနေထိုင်ခဲ့တာကြောင့်သူတို့ရဲ့ရင်ကျေးမှုနဲ့လူနေမှုပုံစံဟာလွန်ခဲ့တဲ့ကြောက်ခက်ကအတိုင်းတည်ရှိနေဆဲဖြစ်ပြီးတော့ ကဘာပေါ်မှာကြန့်ရှိနေသေးတဲ့မုတ်ဆိုးစုဆောင်သူလူအဖွဲ့အစည်းတွေတဲကတခုအဖြစ်သတ်မှတ်ခံထားပါဗျ။သူတို့ရဲ့ဘာသာစကားကိုလည်းဘယ်သူမှမသိရှိသလိုမျိုးတခြားဘာသာစကားတွေနဲ့လည်းလုံးဝအဆက်အသွယ်မရှိခဲ့ပါဘူး။သူတို့ရဲ့လူဦးရေအတိအကျကိုတော့ဘယ်သူမှမသိပါဘူး။ခမန်းကြီးအပြင်တော့အနည်းဆုံး35ဦးအနေနဲ့အများဆုံး900လောက်အထိရှိနိုင်တယ်လို့ဆိုကြပေမယ့်အများစုကတော့90နဲ့200ကျားမှရှိမယ်လို့ယူဆကြပါဗျ။ ဒါပေမဲ့ဒီခံမှန်းချက်တွေမှာလည်းမရေရာမှုတွေအများကြီးရှိနေသေးပါစန်တနလီတွေဟာအုပ်စုငယ်လေးတွေနဲ့နေထိုင်ကြပြီးတော့ကြောက်တစ်သားတဲ့အရိုးတွေကိုအသုံးပြုပြီးရိုးရှိတဲ့လက်နက်ကိရိယာတွေကိုတီထွင်အသုံးပြုကြပါတယ် သူတို့ရဲ့အဓိကအသက်မွေးဝမ်းကြောင်းကတော့အမဲလိုက်ခြင်း၊ငါးဖမ်းခြင်းနဲ့တော်ရဲကအသီးအနှံတွေကိုစူးစောင်းခြင်းတို့ပဲဖြစ်ပါတယ်။သူတို့ဟာသူတို့ရဲ့နေမျိုးကိုအလွန်အမင်းတန်မိုးထားပြီးတော့ပြင်ပကလူတွေနဲ့ထိတွေ့ဖို့စူးစမ်းမှုတွေကိုအမြဲလိုလိုစန့်ကျင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းရာစုနှစ်ပေါင်းများစွာသူတို့ရဲ့အထီးကျန်မှုကိုထိမ့်သိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။ဆက်တနလီတွေနဲ့ပထမဆုံးအဆက်အသွယ်ကိုတော့1962ခုနှစ်ဇန်နဝါရီလ၄ရက်နေ့မှာအိန္ဒိယနိုင်ငံရဲ့ Anthropological Survey of India ာဒရိုက်တာတယောက်ဖြစ်တဲ့ Trilonot Pandit နဲ့သူ့ရဲ့လုံဖို့ကိုင်မဲ့တွေကပြုလုပ်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Matti Mala Chatopa Dayan ဆိုတဲ့လူကလည်းအဆက်အသွယ်တွေပြုလုပ်နိုင်ခဲ့ပါသေးတယ်။ဒါ့ပြင်1998ခုနှစ်နောက်ပိုင်းမှာတော့ကျွန်းမော်ကိုဘယ်သူမှတွားရောက်ခြင်းမရှိတော့ပါဘူး။2006ခုနှစ်ဇန်နဝါရီလ28ရက်နေ့မှာတော့ဝမ်နစ်ဆရာအဖြစ်ပြက်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ စန်တာဂျေးနဲ့ပန်တစ်တီဝါရီဆိုတဲ့အိန္ဒိယငါးဘန်းသမားနှစ်ဦးဟာနော့စန်တနယ်ကျွန်းအနီးမှာတရားမဝင်ကနန်းဖမ်းဖို့စူးစမ်းရင်းနဲ့စန်တနလီတွေရဲ့တိုက်ခိုက်မှုကြောင့်အသက်ဆုံးရှုံးခဲ့ရပါတယ်။နောက်ပိုင်းမှာတော့သူတို့ရဲ့အလောင်းတွေကိုစာကြောက်ရုပ်တွေလိုမျိုးဝါးတန်းတွေပေါ်မှာပင်လယ်ဘက်ကိုမျက်နှာမူပြီးတော့တင်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။အလောင်းတွေကိုပြန်ယူဖို့စူးစမ်းတဲ့အိန္ဒိယကမ်းခြေစောက်တပ်ရဲ့ရဟတ်ရင်ကိုလည်းမျှော်ရီနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့ဆိုပါတယ်။ 2018ခုနှစ်မှာတော့ June Allen Chang ဆိုတဲ့ American ခရီးယန်သာသနာပြုတူဟာကျိုးမော်ကိုတရားမဝင်တွားရောက်ပြီးတော့မျိုးနွယ်စုတွေနဲ့အဆက်အသွယ်လုပ်ဖို့စူးစမ်းရင်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဖြစ်ပျက်ဟာကမ္ဘာတစ်ဝှမ်းမှာဝမ်းနည်းမှုနဲ့စိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ 1956ခုနှစ်မှာအိန္ဒိယအစိုးရဟာစန်တနလီမျိုးနယ်စုတွေကိုပြင်ပရဲ့လွှမ်းမိုးမှုတွေကနေပြီးတော့ကာကွယ်ဖို့နဲ့သူတို့ရဲ့လူဦးရေကိုထိခိုက်စေနိုင်တဲ့ရောဂါတွေမပြန့်ပွားစေဖို့အတွက်နော့စန်တနယ်ကျွန်းကိုကန့်သက်နေမည်အဖြစ်သတ်မှတ်ခဲ့ပါတယ်။ဒါအပြင်ကျွန်းနဲ့ရေမိုင်3မိုင်5.6ကီလိုမီတာအတွင်းခရီးသွားလာမှုကိုလည်းတားမြစ်ထားပါတယ်။ အိန္ဒိယရေတပ်ကလည်းကျူးကျော်ဝင်ရောက်မှုတွေကိုတားဆီးဖို့အတွက်ကျွန်းတဝိုက်မှာအမြဲတမ်းလက်နက်ကင်ကင်းလဲမှုတွေပြုလုပ်နေပါတယ်။စန္ဒနလီတွေဟာကမ္ဘာပေါ်မှာကြန့်ရှိနေတဲ့အထူးကြံဆုံးမျိုးနွယ်စုတစ်ခုဖြစ်သလိုသူတို့ရဲ့ယဉ်ကျေးမှုနဲ့နေထိုင်မှုပုံစံဟာလိလာစရာကောင်းသလိုအံ့ဩစရာလည်းကောင်းလာပါတယ်။ပရိသတ်ကြီးလည်းဒီဗီဒီယိုကနေပြီးတော့စန္ဒနလီလူမျိုးတွေအကြောင်းဗဟုသုတတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။